မင်္ဂလာပါချစ်မဆွေပေါင်းတို့ Shortcut to Wisdom Channel မှာပြန်လည်ကြိုဆိုပါတယ်မိမိကိုယ်ကိုသူများနဲ့နှိုင်းရှင်မိပြီးစိတ်အားငယ်နေဖူးပါသလားဒီကနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝထဲမှာအမြဲကြုံတွေ့နေရတဲ့မိမိဘဝဖြစ်တည်မှုကိုလက်မခံနိုင်ခြင်းဆိုတဲ့ပြဿနာကိုဖြေရှင်းပေးမယ်သင်ခန်းစာကောင်းပုံပြင်တစ်ခုနဲ့ညဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကားလုံးကကားလို့ခေါ်တဲ့ကြီးကန်းတစ်ကောင်ဟာ ူ့ရဲ့ဘဝနဲ့ပတ်သက်ပြီး လုံးဝစိတ်မချမ်းသာပဲရှိနေခဲ့ပါလေ။ကာဟာသူ့ရဲ့မဲနေတဲ့အမွှေးအတောင်တွေစန်တာနဲ့အော်တာနဲ့ရှုပ်ဆိုးတဲ့အသွင်မြင်ကိုအမြင်နဲ့ရှက်ရွံ့နေခဲ့ရပါလေ။အဝင်းချင်းကညက်လှလလေးတွေရဲ့ပျော်ရွှင်တဲ့တွန်ကျူးတန်တွေနဲ့နှိုင်းရှင်ပြီး သူ့ကိုယ်သူအထီးကျန်ဆန်သူ၊ကန်ဆိုးသူတယောက်လို့ခံစားနေရပါလေ။ဒီနေ့မှာတော့ကာဟာမြုပ်ပြင်းဆုံးက ညောင်ပင်အိုကြီးတပင်ပေါ်မှာခိုနာပြီးငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီတပင်အောက်မှာတော့ညာရှိရဲ့သိမြဥပညာဟာတိတ်ဆိတ်ငြိမ်သက်စွာတရားထိုင်နေခဲ့ပါတယ်။ကားရဲ့မျက်ရည်တစ်စက်ကဇတိရဲ့ပါးပြင်ပေါ်ကိုတိတိကျကျကြဆင်းလာခဲ့တဲ့အခါဇတိဥပညာမျက်လုံးဖွင့်ပြီးမောချိလိုက်ပါတယ်။ကြီးကန်းတကောင်ဟာစိတ်အားငယ်မှုတွေနဲ့ချက်ကြီးတင်ငယ်ငိုနေတာကိုမြင်လိုက်ရတဲ့အတွက် ဂျသိကနှူးညံ့တဲ့အသံနဲ့မေးလိုက်ပါတယ်။အိုးငယ်ငယ်မိမလို့ဒီလောက်ဝမ်းနေပူဆွေးနေရတာလေ။ကြီးကန်းကဟာသူ့ရဲ့ခေါင်းကိုနှိမ်ချလိုက်ပြီးလေးနဲ့တဲ့နာကျင်မှုအဖြစ်နဲ့ပြန်လည်ရှောက်တင်ခဲ့ပါတယ်။အိုးပညာရှိရဲ့အသိများပြည်တော်ဘဝနဲ့ပတ်သက်ပြီးအရှမ်းကိုစိတ်ပြက်အားငယ်မိပါတယ်။အပြည့်တော်ဟာကဘာပေါ်မှာဘယ်သူမှမချစ်ဘဲအမုန်းခံရတဲ့တတ္တဝါဖြစ်နေပါတယ်။ အပြည့်တော်ရဲ့အတန်းကြောင့်လူတွေကနှင်ထုတ်ကြတယ်။ဆောက်အုံတွေရဲ့အမိုးပေါ်မှာခိုနားတဲ့အခါတိုင်းပြင်ပတ်တယ်ဆိုပြီးတပြည့်တော်ကို မောင်းထုတ်က ရှင်းရစေပါတယ်။ဘသူမှဘာမှစားစရာမပေးကြဘူး။လူတိုင်းကတပြည့်တော်ရဲ့မဲနဲ့တဲ့အရှောင်းကိုဆက်ဆုပ်ကြတယ်။ဒီလိုဘဝမျိုးနဲ့ဆိုရင်တည်ဆုံးတာကမှတပြည့်တော်အတွက်ပူပြီးလွတ်မြောက်ရာရှောက်အောင်မယ်ခြင်းပါတယ်လို့ရှောက်တင်ခဲ့ပါတယ်။ကာရဲ့စကားကိုကြားလိုက်ရတော့ ယသိဥပညာရဲ့ရှင်ထဲမှာမေတ္တာနဲ့ကရုဏာစိတ်တွေပြည့်နှက်လာပါတော့တယ်။ယသိကစိတ်ရှည်လက်ရှည်နဲ့မိန့်ကြားခဲ့ပါတယ်။ငယ်ငယ်စကြဝဠာတွေကဖန်ဆင်းထားတဲ့တတ္တဝါတိုင်းမှာသူ့ရဲ့တန်ဖိုးနဲ့အလှတရားဆိုတာကိုယ်စီရှိကြပါလေ။ကျွန်တော်တို့တွေဘယ်လိုအခြေအနေတွေဘယ်လိုဘဝမျိုးပိုင်ဆိုင်ရရှိနေပါစေ။ဥပဝရဲ့ဖြစ်တည်မှုကိုလက်ခံပြီးပျော်ရွှင်အောင်နေတတ်ဖို့တော့သင်ယူသင့်ပါလေ ဥကူကူသူများနဲ့နှိုင်းရှင်ခြင်းဟာပျော်ရွှင်မှုကို လူယူသွားတဲ့မကောင်းဆိုးဝါးတကောင်လိုပါပဲ။ဒါပေမဲ့စိတ်ပြည့်အားငယ်မှုနဲ့ပြည့်နေတဲ့ကာကကျစ်သည့်ရဲ့နှစ်နှင်းတဲ့စကားကိုနားမထောင်နိုင်ပဲဆန့်ကိုနေခဲ့ပါလေ။ကျသေးကသူ့ရဲ့စိတ်ထဲနာကျင်မှုကိုသဘောပေါက်လိုက်ပြီးကောင်းပြီလေစိတ်အားမငယ်ပါနဲ့မင်းဘာဖြစ်ချင်လဲပြောပါငါမန္တန်အစွမ်းနဲ့မင်းဖြစ်ချင်တာကိုငါဖန်ဆင်းပေးနိုင်ပါတယ်လို့ပြောလိုက်တော့ ဒါဟာငိုတာချက်ပြီးအံ့ဩဝမ်းသာသွားခဲ့ရပါတယ်။ကြီးကန်းကဟာမြေကြီးတွေကိုတုပ်လိုက်ပြီးချက်တင် တောင်းဆိုခဲ့ပါတယ်။ဘူပညာရှိအရှင်များအကဲရွေတပြည့်တော်ကိုကူညီပေးလို့ရမယ်ဆိုရင်ငမ်းဖြူတကောင်ဖြစ်ဖန်ဆင်းပေးပါခင်ဗျာ။ငမ်းဖြူကဘလောက်တောင်လှပြီးတန်ရှင်းစင်ကြယ်လဲ။ကျသိဥပညာက မြင်သာစွာ ပြုံးလိုက်ပြီးမိန့်တော်မူပါတယ်။ ကောင်းပြီလေ။ငါမင်းကိုငန်းဖြူတကောင်ဖြစ်ဖန်ဆင်းပေးမယ်။ဒါပေမဲ့အရင်ဆုံးမင်းရဲ့စိတ်ကူးတဲကအလှဆုံးငက်ဖြစ်တဲ့ငန်းဖြူတကောင်စီတွားပြီးသူပျော်ရွှင်ပါရဲ့လားလို့မေးခဲ့ပါအောင်။မင်းသွားရှာပြီးသိလာတဲ့အချိန်ထိငန်းဒီနေရာမှာပဲစောင့်နေမယ်။ဒါလဲဝန်တာအားရနဲ့နီးဆုံးရေကန်စီကိုလေထဲမှာပြန်သွားခဲ့ပါတယ်။ကဟာရေကန်ကြီးတစ်ခုစီရောက်တဲ့အခါ ငန်းကျူမေခါတကောင်ကရေပြင်ကျဲပေါ်မှာတက်တောင်းတက်တာရေကူးနေတာကိုတွေ့လိုက်ရပါတယ်။မေခါရဲ့အဖြူရောင်ဟာနေရောင်ခြည်အောက်မှာစိန်ပွင့်တပွင့်လိုတောက်ပနေပြီးတန့်ရှင်းစင်ကြဲချင်းရဲ့သင်္ကေတလိုထင်မှတ်ခဲ့ပါတယ်။ကာကငန်းကျူမေခါစီကို ချင်းကပ်ပြီးပြောခဲ့ပါတယ်။မိတ်ဆွေမင်းကဘလောက်တောင်လှလိုက်သလဲ။မင်းရဲ့အမွှေးအတောင်တွေကနှုတ်ရည်လိုဖြူဖွေးနေတာပဲ။ လူတိုင်းကမင်းကိုချစ်ကြတယ်။မင်းကကဘာပေါ်မှာအပျော်ဆုံးငှက်ဖြစ်ရမယ်။ငမ်းပြူမေခါကချစ်တမျှရေကူးတာကိုရက်လိုက်ပြီးခေါင်းကိုမြင်သာစွာစောင်းလိုက်ပါနဲ့။မဟုတ်ဘူးငါတင်ရချင်းငါမပျော်ဘူး။ငါရဲ့အလှတရားဟာငါအတွက်နာကျင်စရာပဲ။အဘာပေါ်မှာအရှောင်သွေးလှပတဲ့အရှာတွေအများကြီးရှိပါလေ။ပန်းတွေလိပ်ပြားတွေရောင်စုံမြက်တွေဒါပေမဲ့ငါမှာတော့ ာရောမှမရှိဘူးကျူယောင်ဆိုတာဘာမှမဟုတ်ဘူးတိတ်ဆိတ်လွန်းတဲ့အကြောင်းပဲငါထင်တာတော့ချက်တူရွေးကကဘာပေါ်မှာအပြော်ဆုံးမျက်ဖြစ်ရမယ်သူကရောင်တွေစုံနေပြီးလှပတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရတယ်လို့စိတ်မချမ်းမြေ့တဲ့အသံနဲ့ပြောခဲ့ပါတယ်မမ်ယူမေခါရဲ့စကားကြောင့်ဘာဟာစဉ်းစားခန်းဝင်သွားခဲ့ပါတယ်အလှတရားဆိုတာတော့သူ့အပေါ်မှာမပျော်ရှင်ဘူးလားလို့ သူတွေးမိခဲ့ပါတယ်။ဒီနောက်မှာတော့ကာဟာလှပတဲ့သူလှလို့ခေါ်တဲ့စတူရွေးတကောင်စီကိုပြန်တန်းသွားခဲ့ပါတယ်။စတူရွေးဟာအနီးအပြားအစိမ်းစတဲ့အရောင်ပေါင်းစုံနဲ့တောင်းအုပ်ထဲမှာပျော်ရှင်စွာဆော့ကစားနေတာကို တွေ့ခဲ့ရပါတယ်။ကာကစိတ်လှုပ်ရှားစွာနဲ့ဦးစတူရွေးမင်းကအရောင်တွေစုံပြီးလှပနေတာပဲ။မင်းရဲ့ဘဝဟာ ညွန်ရွှင်စရာတွေနဲ့ပြည့်နှက်နေရမယ်။မိင္ကကဘာပေါ်မှာအပျော်ဆုံးညက်ဖြစ်ရမယ်လို့ပြောခဲ့ပါတယ်။ကျတူရီသူလှကလှောက်ရှားမှုတွေကိုရှာလိုက်ပြီးဝမ်းနည်းတဲ့အမှုရာနဲ့ပြောခဲ့ပါတယ်။မဟုတ်ဘူးငါတင်ခြင်း။ငါမပြောဘူး။မင်းပြောတဲ့အကြောင်းစုံတွေဟာငါ့အတွက်ချိန်စာသမျိုးလိုပဲ။ငါရဲ့လှပကြောင့်လူတွေကငါ့ကိုအငြင်းတမ်းဖမ်းဖို့စူးစမ်းကြတယ်။လောင်အိမ်ထဲမှာအသက်ရှင်ရမှာကို ငါမင်းကြောက်နေရလေလွတ်လပ်ခြင်းမရှိတဲ့အလှတရားဟာဘာတမိုးမှမရှိပါဘူးငါကျင်နာတော့တောင်းကအပျော်ဆုံးဖြစ်ရမယ်သူကငါထက်တောင်ပိုပြီးအကြောင်းတွေစုံတယ်ပုံသစ်ခါလည်းရှိတယ်လို့ပြောခဲ့ပါလေကာဟာချက်သူရဲ့လောင်အိမ်ကြောက်စိတ်ကိုသဘောပေါက်လိုက်ပြီးချက်ချင်းဆိုသလိုအလှတရားရဲ့ထိတ်ဆုံးမှရှိတဲ့ဒေါင်းကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ ကာဟာမြို့တဲကတရိတ်ဆန်ယုံတစ်ခုစီကိုချောက်လာခဲ့ပြီးဂျဲဝိုးလှတဲ့နှောင်းအိမ်တစ်ခုထဲမှာခန်းနားထဲဝါတဲ့ဒေါင်းတကောင်ကိုတွေ့လိုက်ရပါတယ်။လူရပေါင်းများစွာကလေးတွေလူကြီးတွေဒေါင်းရဲ့အလှကိုငေးမောဖို့လာရောက်ကြည့်ရှုနေကြပါတယ်။သူတို့ပြန်သွားတော့ကာကဒေါင်းစီကိုချင်းကပြီးပြောခဲ့ပါတယ်။ချစ်ခင်ရတဲ့ဒေါင်းရဲ့မင်းကအရှမ်းလှတယ်မင်းရဲ့ရောင်စုံအမြင့်တောင်တွေဟာ အဘာမှရှားမှရှားတဲ့အမှုပညာလက်ရာလိုပါပဲလူထောင်ပေါင်းများစွာကမင်းကိုလာကြည့်ကြတယ်ငါ့ကိုကြည့်ပါဦးသူတို့ငါ့ကိုမြင်တာနဲ့ချက်ချင်းမောင်းထုတ်ကြတယ်မိငါကဘာပေါ်မှာအပြောင်းဆုံးညက်ဖြစ်ရမယ်ဒေါန်ပိုင်လင်းဟာခေါင်းကိုမှော့လိုက်ပြီးသူ့ရဲ့လှပတဲ့မျက်လုံးတွေထဲမှာစိတ်ပြက်အားငယ်မှုအရှိတ်အကြောင်းတွေကိုမြင်လိုက်ရပါတယ်ငါကကဘာပေါ်မှာအလှဆုံးငဲလို့ငင်းထင်ခဲ့တာပါ ဒါပေမဲ့ငါရဲ့အလှပအကြောင်းပဲဒီလောင်အိမ်ထဲမှာပိတ်လောင်ခံထားရတယ်။ငါရဲ့အလှဟာလွတ်လပ်မှုကို စတေးလိုက်ရတာပါပဲ။ပြီးတော့လူတွေကငါရဲ့ရောင်စုံအမွှေးအတောင်တွေကိုလှဆင်ပစ္စည်းတွေလှုပ်ဖို့နှုတ်ယူတဲ့အခါအရာနာကျင်ရတယ်။ငါမပြောဘူးငါတည်ရခြင်း။ဒီစကားကိုတောင်းစီကကြားတော့ကြီးကန်းကာဟာတကယ့်ကိုအောင်းအောင်သွားခဲ့ပါတယ်။သူကစိုးရင်တကြီးနဲ့ မင်းမပြောဘူးဆိုရင်ဘသူကကဘာပေါ်မှာအပျော်ဆုံးငှက်ဖြစ်မလဲလို့မင်းခဲ့ပါတယ်။တောင်းဟာလောင်ရဲ့ထိတ်ကနေပြင်မကိုငေးကြည့်လိုက်ပြီးရည်ရွတ်လိုက်ပါတယ်။ငါဒီတရိษံယုံကိုတေချာစူးစမ်းကြည့်ပြီးသဘောပေါက်ခဲ့တာကမင်းကြီးကန်းကလောင်အိမ်ထဲမှာ မနေရတဲ့တခုသေးသောညက်ပဲ။မင်းရဲ့မဲနေတဲ့အရှောင်ချောက်ပဲ။လူတွေက မင်းကိုဖမ်းဖို့ဒါမှမဟုတ်ထောင်ချောက်ဆင်ဖို့မကြိုးစားကြဘူး။ မင်းရဲ့ရုပ်ဆိုးခြင်းဟာမင်းရဲ့လုံခြုံမှုနဲ့လွတ်လပ်မှုပဲလုံခဲ့တဲ့ရက်နှိုင်းငယ်ကစပြီးငါတွေးနေခဲ့တာကငါသာမင်းလိုကြီးကန်းတကောင်ဖြစ်မယ်ဆိုရင် နေရာတိုင်းကိုပျော်ရှင်စွာလှဲ့လေပြန်တန်းသွားလာနိုင်မယ်လွတ်လပ်တဲ့အသက်ရှူခြင်းဆိုတာအလှတရားထက်ပူတံဖို့ရှိပါတယ်လို့ပြောခဲ့ပါတယ်ဒီစကားတွေကိုကြားပြီးတော့ကြီးကန်းကာဟာကျသိဥပညာစီကိုချက်ချင်းပြန်ပြန်တန်းလာခဲ့ပါတယ် သူပြန်သားလာတဲ့လမ်းတစ်လျှောက်လုံးမှာလေပြင်းညင်းတွေကိုခံစားရင်းသစ်ပင်တွေပေါ်မှာအလိုရှိသလိုခိုနှားရင်းသူ့ရဲ့မဲနေတဲ့အဖွင့်အတောင်တွေကိုတောင်ယူတဆိုင်ကြီးမိခဲ့ပါတယ်။ဝဒမာဆုံးအချိန်ဖြစ် ကြီးကန်းတကောင်ဖြစ်ရတာကိုဂုံယူပြီးဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။သူ့ရဲ့သေထံပြန်ရောက်တဲ့အခါကျသိကပြုံးပြီးကောင်းငိတ်ပြပါတယ်။ကာကရသိကိုရိုသေးစွာဥညွတ်ပြီးလေးနဲ့တဲ့အသံနဲ့ရှောက်တင်ပြောခဲ့ပါတယ်။ ။ဩပညာရှိအရှင်များတပြည့်တော်ဘာမှမဖြစ်ချင်တော့ဘူး။တပြည့်တော်အခုဖြစ်ကြည်နေတဲ့အတိုင်းပဲကောင်းပါလေခင်ဗျာ။တပြည့်တော်မှာလွတ်လပ်မှုအပြည့်ရှိပါတယ်။ဒါဟာအလှဆုံးအကြောင်းတွေအကြီးဆုံးနန်းတော်တွေထက်ဘူတံမိုးရှိမှတပြည့်တော်နားလည်သွားပါပြီ။တသိဥပညာဟာကြည်ကံလေးရဲ့အပြောင်းလဲကိုကြည့်ပြီးဂျင်းနှစွာ ပြုံးလိုက်ပါလေ။ဒါဟာမိငွေတိုင်းရှာပွေ တွေ့ရှိသွားတဲ့ဘဝရဲ့ နဲ့နဲ့တဲ့သင်္ကန်းစာပဲငယ်ငယ်ဒီပုံပြင်ကနေကျွန်တော်တို့ရရှိတဲ့သင်္ကန်းစာကတော့တစ်အချက်နှမ်းရှင်ချင်းရဲ့အန်တရဲ့ကျွန်တော်တို့ရဲ့ဘဝမှာကိုကိုကိုမလိုအပ်ပဲသူများနဲ့မကြာခဏနှမ်းရှင်မိတာက စိတ်မချမ်းသာမှုတွေကိုဖြစ်စေပြီးမပျော်ရွှင်တဲ့တန်တရာဆက်ဝန်းနှဲကိုဝင်ရောက်စေပါတယ်။ငါ့ဂျူမေခါကအချောင်းကို အားချတယ်။တတူရေးသူလှကနောင်ပိုင်လင်းကိုအားချတယ်။ သူတို့အားလုံးဟာပိုင်ဆိုင်ထားတဲ့အရာတွေပေါ်မှာမပြောနိုင်ပဲအငြင်းတမ်းသူများစီကဟာကိုလူချင်းနေခဲ့ကြပါလေ။နေ့အချက်ကိုယ့်ရဲ့တမိုးကိုမြင်မှာကိုမရှိတာကို ကြည့်မဲ့စားကို့မှာရှိတဲ့ထူးခြားတဲ့စွမ်းရည်အခြေအနေဒါမှမဟုတ်လွတ်လပ်မှုလိုမျိုးအရာတွေနဲ့ပျော်ရွှင်အောင် နေတတ်ဖို့သင်ယူသင့်ပါလေ။ခုထက်ဆင်းရဲချမ်းသာတဲ့သူတွေရှိနေသလို့ ကိုယ့်ထက်ညံ့ခြင်းတာလို့တဲ့သူတွေလည်းအများရှိနေမှာပါအုံးအချက်ကျင်းနှက်ခြင်းရဲ့ပျော်ရွှင်မှုကိုကိုကိုသူများနဲ့ဆက်ပြီးနှိုင်းရှင်နေမယ်ဆိုရင်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်ပါဘူးကို့မှာရှိတာနဲ့ကျင်းနှက်တင့်တင့်ရောင်ရဲတတ်တဲ့သူဟာကဘာပေါ်မှာအပျော်ဆုံးလူသားပါပဲဘဝမှာဘသူနဲ့မှကိုကိုကိုမနှိုင်းရှင်မိပါနဲ့။ဘာလို့လဲဆိုတော့သင်ဟာတီးခြားထူးခြားတဲ့လူတစ်ယောက်ဖြစ်ပြီး တင့်ဘဝမှာတန်ဖိုးရှိတဲ့အရာတွေအများကြီးကိုပိုင်ဆိုင်ထားလို့ပါပဲအကယ်၍သင်နှမ်းရှင်မိမယ်ဆိုရင်သင်ဟာကဘာပေါ်မှာအစနှန်းဆုံးလူသားတဦးဖြစ်သွားပါလိမ့်မယ်